အားလုံးပဲမင်္ဂလာပါများ။ကောင်းစက်တဲ့ရှင်မပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာ။အခုတင်ဆက်ပေးမယ့်ရုပ်တံဗီဒီယိုဖိုင်လေးကတော့အများပြည်သူစိတ်ဝင်စားနေတဲ့လက်ရှိရှမ်းမြောက်ရှမ်းပြည်တရင်းများကိုတင်ပြလာတဲ့အမျိုးသားလူရဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာ။ဒီမှာမျိုးသားကဘလို့ကြောင့်အားတွေကိုတင်ဆက်ထားသလဲဆိုတော့အားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာ။အားလုံးကိုလည်းကောင်းစက်တဲ့ရှင်မှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။ ရှမ်းမြောက်ရဲ့နိုင်နဲ့ပတ်သက်တဲ့သတင်းတချို့ကိုတင်ပြပေးကြပါမယ်။အခုလက်ရှိကျွန်တော်ရှမ်းမြောက်နဲ့ပတ်သက်ပြီးမေးထားတာတွေရှိနေလို့ပေါ့နော်။အဲ့တော့ပထမဆုံးပြောရမယ်ဆိုရင်ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့ကဒီ April 22ရက်နေ့ကနေစပြီးတော့ MMDA ဆိုခေါ်မယ်ဆိုပြီးတော့တင်းနေထွက်နေပါတယ်အဲ့တော့ဒါပေမဲ့အဲ့ဒီထွက်နေတဲ့သတင်းလေးကိုကျွန်တော်မြန်မာတက်မလို့ဘက်ကတော့လည်းကောင်း MMDA ဘက်ကတော့လည်းကောင်းတရုတ်နိုင်ငံသတင်းကတော့လည်းကောင်းတရုတ်နိုင်ငံဘက်ကတော့လည်းကောင်းအာစနစ်ကြတိတိကျကျထုတ်ပြန်ထားခြင်းမရှိပါဘူးမရှိပါဘူးဒါပေမဲ့အဲကျွန်တော်တို့သိရသလောက်ကျွန်တော်တို့ဒီတက်မလို့ဘက်ကမြန်မာတက်မြန်မာနိုင်ငံမြန်မာတက်မလို့ဘက်ကနေပြီးတော့ဒီအာလာချိုမြို့ကိုအုပ်ချုပ်ဖို့အတွက်အုပ်ချုပ်ရေးဖွဲ့စည်းစနစ်ကြပြင်ဆင်ဆောင်ရွက်ပြီးစေလို့ဖို့ဆောင်ရွက်နေတယ်ဆိုတော့လည်းသိရတယ် MMDA ကနေပြီးတော့ဒီလာချိုမြို့ကနေစတင်သုတ်ခေါ်နေပြီဆိုတော့အဲသတင်းလေးကိုလည်းကျွန်တော်တို့ကြားသိရတယ်အဲပြီးရင်နောက်တစ်ခုရှိတာက ဒီတချို့เนาะဒီ live show မျိုးကိုကျွန်တော် MMDA နဲ့ဒီ TNNAAA ဒီဖွဲ့တွေ PDF ဒီဖွဲ့တွေပေါင်းပြီးတိုက်ခဲ့စဉ်က live show မျိုးကိုသူတို့ဟို live show မျိုးတိုက် live show မျိုးရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲတိုက်ပွဲစဉ်တွေပေါ့เนาะတိုက်ပွဲစဉ်တွေရဲ့ live show မျိုးတင်းတိုက်ပွဲတွေမှာဒီအလူတွေအများအများတော့တည်ချခဲ့ရတယ်တည်ချခဲ့ရပြီးတော့အခုလက်ရှိအနေထားမှာဘောတော့တမတ်တမတော်ကိုဒီ MMDA က live show မျိုးဆွတ်လုပ်ပေးပေးမယ်ဆိုတဲ့အနေထားနဲ့ပတ်သက်ပြီးတော့ဒီ အမ်ယူဂျီအပါဝင်ပေါ့နော်တိုင်းသားလက်နက်ကန်ဒီကနေမကျင်မမကျင်နှက်မှုတွေရှိနေတယ်ဆိုတော့လေသတင်းတွေတက်နေတာကိုတွေ့ရတယ်အဲ့တော့ဒီဒီတရုတ်နိုင်ငံကူမဲမှာလုပ်တဲ့ hiking ဆွေးနွေးပွဲကနေပြီးတော့ဒီကလက်ထွက်နေတယ်ဆိုတော့လေထွက်လာတယ်ဆိုတော့လေအဲကျွန်တော်တို့ဟိုမြေပြင်သတင်းတွေရသိရတယ်ဒါပေမဲ့ဒီတက်ဆိုင်ရအစိုးရအဖွဲ့အစည်းတွေဒီ MMDA အနေနဲ့စနေကြတုတ်ပြန်ဂျီနာထားတာလည်းမရှိဘူးဘလို့ဆွေးနွေးချက်တွေရှိတယ်ဘလို့ဆွေးနွေးချက်တွေရှိတယ်ဘလို့သဘောတူညီချက်တွေရခဲ့တယ်အဲဒီမျိုး ဘယ်ချိန်မှာပြန်ပေးမယ်ဆိုပြီးတော့တနေ့ကျတနေ့ကျတိကျထုတ်ပြန်ထားတာမရှိဘူးအချမ်းမြေကျွန်တော်တို့ရခင်ကကြားခဲ့တာက2025 January July လတဲ့မှာပေါ့နော် July လတဲ့မှာဒါကိုပေးမယ်ဆိုပြီးတော့ပြောခဲ့ပေမဲ့အခု April 22ရက်နေ့မှာစတင်စုပေါင်းမယ်ဆိုပြီးတော့ထွက်နေတဲ့အနေအထားရှိရတယ်ရခင်ကမျှော်မှန်းချက်အနေနဲ့ကတော့ဒီကဲလို့ MMDA က အဒီလာရှုံမြို့အာနေပြီးတော့ထွက်ခွာသွားမယ်ဆိုရင်ကျွန်တဲ့ MMDA နဲ့မသက်ဆိုင်တဲ့ပေါ့နော် PDF ဒီ DNNAA ဒီ EE ဖွဲ့တွေရောဒီမြို့ကထွက်ခွာသွားမလဲဆိုတာမိခုနေအဲမေးကြရရှိလာတဲ့အနေနဲ့ရှိပါတယ်အဲဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့နည်းနည်းဒီကိစ္စလေးနည်းနည်းအသုံးသပ်တင်ပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီလက်ရှိအနေအထားမှာ MMD ကနေဒီလာရှုံမြို့ကဆုတ်ခွာမယ်ဆိုရင်တမလို့ကနေပြီးတော့ဒီအဲဒီဒေတာကိုပြန်လည်နေရာမျိုးမှာဖြစ်ပါတယ်အဲ့တော့ရှမ်းပြည်နယ်မြောက်ပိုင်းကိုကျွန်တော်တို့ပြန်ပြီးလေးလာသုံးသပ်မယ်ဆိုရင်ရှမ်းပြည်နယ်မြောက်ပိုင်း မြန်မာပြည်တော်မြန်မာပြည်တရုတ်နိုင်ငံနိုင်ငံရဲ့ဩဇာလွှမ်းမှုမှုအောက်ကိုရောင်းရှိနေတာကိုကျွန်တော်တို့ဒီတွေ့ရှိရမှာဖြစ်ပါတယ်။ဟောတွေ့ရှိရမှာဖြစ်ပါတယ်။အဲ့တော့တရုတ်နိုင်ငံ MMDA အခုအခုထိချုပ်ထားတဲ့နေရာမှာဆိုရင်ဒါတရုတ်တရုတ်စကားတွေတရုတ်စာတွေသင်ကြားနေတာကိုလည်းကျွန်တော်တို့မြေပြင်အချက်လက်တွေကသိရှိရပါတယ်။ဒီနေရာမှာ MMDA စုပါမှုနဲ့ပတ်သက်ပြီးတော့မေးခွန်းတွေအများကြီးရှိနေပါတယ်။အဲ့တော့ဒီရှမ်းမြောက်ကိုစာပြီးတိုက်ခဲ့တဲ့ကဘယ်တိုက်ခေါင်းစဉ်နဲ့တိုက်ခဲ့တာလဲပေါ့နော်ဒီခေါင်းစဉ်ပြီးနောက်တစ်ခုကဒီလက်နက်ဒီရှမ်းမြောက်ကိုတိုက်ဖို့အတွက်ဒီလောက်မြောက်များစွာသောလက်နက်ခဲရန်တွေဘယ်ရရခဲ့တာလဲ။ 哎，不，伊 <noise> 咯，的，你像一年要万五，那像那路，啊，对，其他电我咯，M M d A 咯，D N N 咯，E E 咯，就 P D F 咯，然后的。 အဲကျွန်တော်ကြားရတဲ့တင်ရဆို UWSC ဝါဖွဲ့တောင်းနေချီပြီးတော့ MMDA ဝင်ဒီဘဝဝင်ပြီးတိုက်ခဲ့တယ်။အဲမှာလည်းလူပေါင်းတောင်းနေချီပြီးတည်ခဲ့တယ်ဆိုပြီးတော့တင်ရတွေထွက်နေတယ်။ဒီကားရှိတယ်။လောက်အတီချီတိုက်ပြီးမှဘာဖြစ်လို့လက်လွတ်ခဲ့ရတာလဲပေါ့နော်။အဲဒီဒီလိုလက်လွတ်ရခဲ့တဲ့နောက်ပိုင်းမှာဘလို့သဘောတူညီချက်တွေရှိနေတာလဲပေါ့နော်။ဒါကြီးကမိကုန်းတွေဖြုတ်လာ။အဲ့တော့ UWSC နဲ့ပတ်သက်ပြီး UWSC အနေနဲ့ဝါတဖွဲ့အနေနဲ့ MMDA လာရှိုကနေစုဖောင်းမှုတွေပတ်သက်ပြီးတော့ဘာကြောင့်ဘာမှတကူမှမပြောရလဲဆိုတဲ့အချက်တွေတွေ့ရတယ်။အဲ့တော့ ဒီနေရာမှာအများကြီးစဉ်းစားစရာကျွန်တော်တို့ရှိနေပါတယ်အဲ့တော့တရုတ်နိုင်ငံကဒီဒီဟောကတော့ဒီ high ten သဘောတူညီချက်တွေကိုရခိုင်ကဘောတော့ MMDA နဲ့ဆုတ်ခွာပြေးပါမဟုတ်ဘူးအဲ TNL နဲ့ဆုတ်ခွာပြေးပါမဟုတ်ဘူးဒီလာချိုလော်လော်ကူနဲ့မဆုတ်ခွာခဲ့ဘူးလို့ထင်ခဲ့တယ်အဲပြီးရင်နောက်ကတရုတ်နိုင်ငံအနေနဲ့ဒီဘက်ကနေပြီးတော့ကျွန်တော်တို့ဒီနေဆက်ကိတွေပိတ်လိုက်တယ်အင်တာနက်တွေပိတ်တယ်စီးတွေလမ်းကြောင်းတွေပိတ်တယ်ကွန်တမှုလမ်းကြောင်းတွေပိတ်တယ်မြန်မာတပ်မတော်ဘက်ကလည်းဒီဘက်ကနေပြီးတော့ပိတ်လိုက်တဲ့အချိန်မှာဒီဒေတာကြီးဟာအကြက်တဲတွေရှိနေတယ်ပြီးရင်နောက်တစ်ခုရှိတာကဒီ ဒီ MMDA ကို MMDA ရဲ့ခေါင်းဆောင်ဖုန်တာရှန်းကိုလည်းတရုတ်နိုင်ငံကဖမ်းထားတယ်လို့သိရတယ်။ပြီးရင်တရုတ်နိုင်ငံကနေပြီးဒီ MMDA ခေါင်းဆောင်ဘိုင်းနေမိသားစုတွေဆွေမျိုးတွေပိုင်တဲ့တရုတ်နိုင်ငံမှာရှိတဲ့သူတွေပိုင်ဆိုင်မှုတွေကိုလည်းဘိုင်းဘိုင်းမှာထားတဲ့ပိုင်ဆိုင်မှုတွေသူတွေပိုင်ဆိုင်မှုတွေလည်းထိန်းချုပ်ထားတယ်လို့ထိန်းချုပ်လိုက်တယ်လို့သိရတယ်။အဲပြီးရင်နောက်တစ်ခုရှိတာကဒီ ် MMP ရဲ့ခေါင်းဆောင်အချုပ်ကလည်းဒီတရုတ်နိုင်ငံကနေရောဖန်တီးအထိန်းသိမ်းထားရဲဆိုတာကိုလည်းကျွန်တော်တို့သိရတယ်ဒီအချက်အချက်အလက်တွေကြောင့်အရှော့ပေးတာလည်းဒါပထမတစ်ချက်ဖြစ်နိုင်တယ်နောက်တစ်ခုရှိတာကကျွန်တော်တို့ဒီချမ်းမြောက်ကိုကျွန်တော်စပြီးတိုက်ခတ်စဉ်ခေါင်းဆောင်ကဒီကြားပြန်နေနေရေးဆိုတဲ့ခေါင်းဆောင်နဲ့တရုတ်နိုင်ငံခွင့်ပြုခဲ့တယ်ဆိုပြီးတော့လည်းကျွန်တော်မြေပြင်သတင်းတွေကသိရတယ်အဲ့တော့မြန်မာတပ်မတော်ကိုမြန်မာနိုင်ငံအစိုးရတွေအဖွဲ့တွေကိုမြန်မာနိုင်ငံအစိုးရကိုဒီကြားပြန်ချမ်းမြောက်မှာရှိတဲ့ကြားပြန်တွေ ဟိုနေနေပြပါဆိုပြီးတော့တရုတ်နိုင်ငံကနေပြီးတော့မြေသာရက်ကနေမှာမြမတက်မလို့မြမအစိုးရကလည်းလှုပ်ပေးခဲ့ပါတယ်မြမတက်မလို့ကလှုပ်ပေးခဲ့တယ်ဒါပေမဲ့ဒီလက်စားမှုတွေအကြောင်းဒီအော်မြင်မှုတိတ်မရခဲ့ဘူးဗောနဒါဒါနဲ့ပတ်သက်ပြီးတရုတ်အစိုးရမကျေနပ်လို့ပြီးရင်နောက်တစ်ခါတချို့တချို့ဟာလည်းသတင်းတွေရဆိုရင်တရုတ်နိုင်ငံအစိုးရအနေနဲ့မြန်မာနိုင်ငံ မာဒီဒီဘောနော်တချို့ခေါင်းဆောင်ပိုင်းဒီနောက်ကမြန်မာနိုင်ငံတတိယတွေကိုတရုတ်နိုင်ငံကနေပြီးတော့နံပါတ်စင်းတက်ပြီးတော့တောင်းတာရှိတယ်အဲဒါပေမဲ့တချို့လူတွေကိုဆိုတော့တရုတ်နဲ့ဆိုးရွားလွှဲကြောင်းပေးခဲ့ပဲတချို့လူတွေကိုဆိုးရွားကိုတရုတ်ဆိုးရွားလွှဲကြောင်းမပေးခဲ့ခဲ့တဲ့အတွက်တောင်းမချင်တဲ့အတွက်ဒီရှမ်းပြည်နယ်မြောက်ပိုင်းကိုဒီရိတ်အွားတွေဘောနော်ဒီလူတွေနဲ့ရိတ်ခါတွေဖြည့်တင်းပြီးတော့ဟိုတိုက်ခဲ့တယ်ဆိုပြီးတော့လည်းတင်းနေကျွန်တော်မြေပြင်မှာတင်းနေကြားခဲ့ကြားသိခဲ့ရတာရှိတယ်အဲ့တော့ဒါရီကလည်းကျွန်တော်သုံးသက်စဉ်းစားမယ်အချက်ကြီးဖြစ်ပါရင်နောက်ပိုင်းမှာဒီရုပ်နိုင်ငံကကြောက်တဲ့ခေါင်းစဉ်အောက်မှာဒါတိုက်ခဲ့ပြီးမဲ့ဒီ သူတို့ရဲ့တရုတ်နိုင်ငံရဲ့ computer တွေကျော်လွန်ပြီးတော့ဒီ MMB TA တွေ TNN တွေ AA တွေ UWS တွေဆောင်ရွက်နိုင်ဆောင်ရွက်လာတာဖြစ်တော့တရုတ်နိုင်ငံ Dark Sea တို့လည်းမရတဲ့အတွက်အခုနောက်ပိုင်းမှာပြန်လဲအရေးယူပိတ်ဆို့မှုတွေလုပ်နေလဲဆိုတာကိုလည်းသိရတယ်အဲ့တော့ဒီ champion နဲ့မြောက်ပိုင်းလာရှုမျိုးဟာတရုတ်မြန်မာ အဲတရုတ်နိုင်ငံရဲ့ BRI စီမံကိန်းမှာလည်းပါဝင်နေတယ်လို့တရုတ်နိုင်ငံရဲ့ကုန်သွယ်မှုတရုတ်မြန်မာကုန်သွယ်မှုအထိလမ်းကြောင်းပေါ်မှာလည်းတည်ရှိနေတယ်။နောက်တော့တရုတ်နိုင်ငံရဲ့ဒီ Two Ocean Policy ရမြန်မာနိုင်ငံကနေပြီးတော့အိန္ဒိယသမုဒ္ဒရာထွက်ပေါက်မှာလည်းပါဝင်နေတယ်။ဒီဟာနဲ့ပတ်သက်ပြီးတော့တရုတ်နိုင်ငံရဲ့ဒီစီးပွားရေးကိုထိခိုက်လာတဲ့အတွက် MMD ခေါင်းဆောင်ပိုင်းကိုခေါ်ယူသတိပေးပြီးတော့နော်ဒါလုတ်နေဆိုပြီးတော့လည်းကျွန်တော်တို့သုံးသက်ချက်တွေကျွန်တော်တို့မြင်ရပါတယ်။အဲ့တော့ဒါကြောင့်မို့လို့ဒီအဲဒါတော့ရှမ်းပြောင်းမှာဖြစ်တဲ့လက်နက်ခင်းရနေကတရုတ်ကထောက်ပံ့ပြီးတော့မှအခုကမှပြန်ပြီးတော့အရေးယူနေတာဆိုတဲ့ခေါင်းစဉ်နဲ့တွေ့ရပါတယ်။ဒီနေရာမှာ ဒီ MMDA ပေါ့ AA MMDA PNL အပေါ်အဝင်ကျွန်တော်တို့ရမ်းမြောက်အသေးစိတ်တက်ခဲ့တဲ့အဖွဲ့တွေကအခုလို AA စစ်စစ်ရည်ပဲတမလို့နဲ့ဒီဟိုင်ငယ်သဘောကြီးညက်ကပေးလိုက်မယ်ဆိုရင်ကျန်တဲ့အဖွဲ့တွေကလည်းကျင်းနေမှာမဟုတ်ဘူးအဲ့တော့နောက်ပြီးတော့ကျွန်တော်မိကုန်းထုတ်ဆက်ရှိတာဒီ MM ဒီရှလာရှုံမျိုးကထွက်သွားတဲ့ MMDA တွေကသူတို့နဲ့အတူမဟာမိတ်ဖြစ်နေတဲ့ AA တွေ PNL တွေအဲ KIA တွေကိုနော် uniform ပြောင်းပြီးတော့ကုညီမှုနော်ဒီဖြစ်လာနိုင်တယ်ဆိုတော့လေဒီသုံးသက်ချက်တွေလည်းကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်ဘယ်လိုပဲဆိုစကားမှုညီတို့ပဲဆိုစကားမှုကျွန်တော်တို့အခု အခုမြန်မာနိုင်ငံမှာဖြစ်နေတဲ့အခင်းအကျင်းဒီတရုတ်နိုင်ငံရဲ့အကျိုးစီးပွားနဲ့တိုင်းတိုင်းပတ်သက်နေတာတွေ့ရတယ်အဲ့တော့တရုတ်နိုင်ငံရဲ့အကျိုးစီးပွားပေါ်မှာမူတည်ပြီးဒီတိုင်းသားလက်နက်ကိုင်တွေပွဲရလှုပ်ရှားနေတယ်လို့မြန်မာတပ်မတော်နဲ့ဒီတရုတ်နိုင်ငံတွေကလည်းတိုင်းတိုင်း ချိတ်ဆက်ဆောင်ရွက်မှုတွေရှိတယ်အဲ့တော့ဒါတွေဟာအရေးကြီးနေတဲ့အပိုင်းမှာရှိတယ်အဲ့တော့မြန်မာနိုင်ငံရဲ့ဘကင်းကြီးကိုပြန်ကြည့်မယ်ဆိုရင်ကျွန်တော်ရခိုင်ဒေသမှာဆိုရင်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိန်ဟာစီနာထွက်ပြေးပြီးနောက်အမေရိကန်နဲ့အဖွဲ့အမေရိကန်နိုင်ငံကနေပြီးတော့ဒီစိတ်မာတင်ကျုံကိုရထားတယ်လို့အဲစိတ်မာတင်ကျုံကိုဝင်လာနိုင်တယ်လို့တရုတ်နိုင်ငံကလည်းကြောက်ရွံ့နေစိတ်ကမ်းမှာအဲသူရဲ့စီးပွားရေးလုပ်ငန်းတွေချဲ့အိန္ဒိယကလည်းစစ်တွေနဲ့ကလတန်မြေချောင်းတစ်ချောင်းမှာသူရဲ့အကျိုးစီးပွားတွေရှိနေတယ်လို့ရုရှားနိုင်ငံကလည်းတပွဲရင်းနေစိတ်ကမ်းမှာအကျိုးစီးပွားတွေရှိနေတာတွေ့ရတယ်အဲ့တော့မြန်မာနိုင်ငံကဒီအိန္ဒိယတရုတ်ရုရှား အမေရိကန်နိုင်ငံရဲ့တန်ရှင်းစုံထဲမှာရောက်နေတယ်။အဲ့တော့ဘာနဲ့သွားတူလဲဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အစိုးရကဘလို့ပုံမှန်မှာမူတည်နေလဲဆိုရင်အဲကျွန်တော်တို့ကျိုးတန်းပေါ်မှာလမ်းလျှောက်နေတဲ့လူပဲဒီတန်ရှင်းစုံပေါ်မှာစနစ်တကျဒီကျိုးပေါ်ကနေပြီးတော့လှလှပပလေးကျိုးပေါ်မှာလမ်းလျှောက်တဲ့လူလိုပဲလှလှပပလေးလမ်းလျှောက်တဲ့လူတွေပြုံးမကြအောင်ရှောက်အဲ့တော့မရှောက်ရှောက်နိုင်နေဆိုရင်တော့အရင်အဆင်ပြေသွားပြီမဲ့ကျိုးပေါ်ပြုတ်ကြရင်တော့ကြည်မကောင်းတဲ့ပွဲဖြစ်တယ်အဲ့တော့လက်ရှိအနေထားကကျွန်တော်အနေနဲ့သုံးသပ်ရမယ်ဆိုရင်မြန်မာနိုင်ငံကဒီဒီပလိုမက်တစ်ပေါ့နော်နိုင်ငံရေးအနေနဲ့လှလှပပကစားဖို့လိုအပ်ပါတယ်အဲဒါလေးကို အကြံပြင်ဒီပြပေးခြင်းပါလေအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ